ဒီဘောလုံးသမားရဲ့အမိကတော့အကာရာဘာခီမီပဲဖြစ်ပါတယ်။သူကဒေါ်လာတန်80ဆုံရှုံမှုအခြေအနေကနေလွမြောက်အောင်ကြိုးစားနိုင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ဖြစ်စဉ်ကတော့သူကသူ့ရဲ့အိမ်ထောင်ဘက်အမျိုးသမီးကိုခွာရှင်းပြတ်ဆဲတဲ့အချိန်မှာသူ့ရဲ့အမျိုးသမီးကပိုင်ဆိုင်မှုတဝက်ကိုရယူနိုင်မှုအတွက်တရားစွဲဆိုခဲ့ပါတယ်။ဒါနဲ့ပဲဟာခီမီရဲ့အမျိုးသမီးကရှင်းနေကိုငှားပြီးတော့သူမရယူနိုင်မဲ့ပိုင်ဆိုင်မှုတွေကိုစုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့အောင်းအောင်ဆရာကောင်းစွာနဲ့ပဲဟာခင်မီရဲ့ပိုင်ဆိုင်မှုမှန်သမျှကသူ့ရဲ့အမိအောက်မှာရှိမနေဘဲနဲ့သူ့မိရဲ့နာမည်နဲ့ဖြစ်နေရပါပဲ။သူ့မှာရှိသမျှစီးစိမ်ဥစ္စာတွေမှန်သမျှကသူ့ပိုင်ဆိုင်တာမဟုတ်ဘဲနဲ့သူ့မိရဲ့အမိနဲ့ဖြစ်နေတဲ့အတွက်ကြောင့် ူအမေကသာပိုင်ဆိုင်နေပါဗျ။ဒီကိစ္စကိုသိရှိတဲ့ခါခီမီရဲ့အမျိုးသမီးရဲ့ရှင်နေကတော့ကြံရမရတော့ပဲအမှုကိုပိတ်သိမ်းဖို့ပဲကြိုးစားရပါတော့တယ်။သူ့မိရဲ့ကျေးဇူးကြောင့်ဘောလုံးသမားဟာခီမီကသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလွတ်လပ်စွာနဲ့ပဲဆက်လက်ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီးသူ့ရဲ့အမျိုးသမီးကတော့ဘာတခုမှမရရှိခဲ့ပါဘူး။ကြပြင်မှာတခြားဘဲအဖွဲ့အစည်းကမှလည်းဟာခီမီကိုစုံစမ်းစစ်ဆေးမှုတစုံတရာမပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ဒီဖြစ်ဖြစ်လေးကိုနားထောင်ပြီးတော့မိမိရဲ့ပစ္စည်းဥစ္စာတွေကိုလွယ်လွယ်နဲ့လက်လွတ်ဆုံးရှုံးရမယ့်အဖြစ်မျိုးကိုမကြုံရအောင်လို့ကြိုတင်ပြင်ဆင်ပြီးတော့ထိန်းသိမ်းနိုင်ကြပါစေရှင်။ဟုတ်ကဲ့ပါ။မူရင်းသားသူကိုလေးစားစံတဲ့ credit ပေးပါရစေ။နောက်ဆက်အပ်မှုအတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။